ကျွန်တော်ပောက်ပွားရွာမှာဝိုင်းလေးတစ်လုံးစောက်ဖို့အတွက်ကိုဆုံးဖြတ်ချက်ချထားပါတယ်အဲ့ဒီဝိုင်းလေးကတော့ဗာလဲဆိုတော့ဒီပောက်ပွားရွာစာကြည့်တိုင်းရယ်ကျွန်တော်တို့ဟိုမိုဘိုင်းစေကန်းခေါ်မလားကျွန်တော်တို့အပတ်စဉ်သို့မဟုတ်လစဉ်ပေါ့တရက်ကို လာပြီးတော့စေကန်းထိုင်ပေးဖို့အတွက်ပါအဲ့ဒါတော့ကျွန်တော်တို့ကန်တာတီးမှာရှိတဲ့ဆရာဒေါက်တာလက်ကိုကိုစင်ကနေပြီးတော့ဒီမှာအပတ်စဉ်လာထိုင်ပေးမယ်ပေါ့အစကတော့အမှန်တမ်းပြောရရင်ဒီကိုနေမင်းတို့ဖြိုးမြအောင်တို့ ਨੇ ခင်လို့ရောပြီးတော့ကိုကိုရန်လည်း ဒီသူများတွေကို like ကူညီရတာသဘောကျလို့ရောနိုင် like like လိုက်ရင်လည်းဒီအင်းလေးမှာအဓိကသူတို့ကုသူတို့ကုပေးနေတာကို like in like in နဲ့ဒီမှာကျွန်တော်အခု Luna တွေကိုကြည်ရင်ကြည်ရင်တဖြည်းဖြည်းနဲ့သူတို့ကကြာရေတို့မဟုတ်ဖဲနဲ့နောက်ဆက်တွဲကျမ်းမာရေးပြဿနာလေးတွေလည်းတော်တော်များများရှိတာတွေ့ရတယ်။ဘာလို့လဲဆိုတော့သူတို့မှာနေတဲ့နေစရာအိမ်ဟိုတော်မှဒီအဓိကပြန်ပြီးတော့တိဆောက်ဖို့လုပ်နေရတော့ကျန်တဲ့ကျမ်းမာရေးတွေပါတယ်သူတို့တိတ်ခီယူမဆိုင်နိုင်မယ်နဲ့တော်တော်များများကျမ်းမာရေးပြဿနာတွေဖြစ်နေတာတွေ့ရတယ်ပေါ့နော်။ အင်းလေးဒေသခံဆရာမတယောက်ကိုထားပြီးတော့ကျွန်တော်နည်းနည်းထပ်ထပ်ပြီးတော့ရေရှိကူညီပေးမယ်လို့စဉ်းစားပြသွားပါအဓိကဒီမှာဖြစ်အဖြစ်များရောဂါတွေဆိုတော့ဘာတွေဖြစ်မလဲအဲလောလောဆယ်အဖြစ်များတာကတော့ညာနာပေါ့နော်အခုရေချောင်းမလို့ပေါ့နော်ရေချောင်းမှုညာနာတဲ့ဟာတစ်ခုရှိတယ်အဲနောက်တစ်ခုခါကျတော့ဟိုနာတာရှိနာတာရှိယောဂပေါ့နာတာရှိဆိုအခုပုံမှန်အဖြစ်များနေတဲ့ဒွေတိုးစီချိုအဲနောက်တစ်ခုခါကျတော့ဒီစီးနဲ့ကြောက်ကနဲ့ဆိုင်တဲ့ ြက်တနာနောက်တစ်ခုကကြတော့ဒီအစစ်ရောင်တဲ့ပြက်တနာပေါ့အစစ်အစစ်ယူရဲအစစ်တက်တဲ့ယူရဲအစစ်တက်လို့အစစ်မြစ်တွေကိုက်ခဲတာပေါ့နော်များသောအဖြစ်အဲ့ဒါအဖြစ်များတယ်လောလောဆယ်ကတော့အဓိကတော့မိုးလဲကျလာပြီးဆိုတော့ flu ပေါ့နော် flu အခုနည်းနည်း one ပြက် one show ကတော့ outbreak ဖြစ်လောက်တဲ့အထိတော့မဖြစ်သေးဘူးကျွန်တော်ပောက်ပားရွာမှာဝိုင်းလေးတလုံးသောဖို့အတွက်ကိုဆုံးဖြတ်ချက်ချတာပါတယ်အဲ့ဒီဝိုင်းလေးကတော့ပါလဲဆိုတော့ဒီပေါပိုင်းရွာဆက်ကြီးတိုက်ရယ်ကျွန်တော်တို့ဟိုဘိုပိုင်း စေကန်းခေါ်မလားကျွန်တော်တို့အပတ်စဉ်သို့မဟုတ်လစဉ်ပေါ့တရက်ကိုလာပြီးတော့စေကန်းထိုင်ပေးဖို့အတွက်ပါအဲ့ဒါတော့ကျွန်တော်တို့ကန်တာတီးမှာရှိတဲ့ဆရာဒေါက်တာလက်ကိုကိုစင်ကနေပြီးတော့ဒီမှာအပတ်စဉ်လာထိုင်ပေးမယ်ပေါ့အခုကျွန်တော်ဒီနေ့မှာတော့ဘုမာထိုင်ပြလဲဆိုတော့ဒီဒါပောက်ပွားရေးလဲရေးလဲရေးလဲရွာပေါ့နတ်ပန်ရေးလဲရွာဖြစ်မှာပေါ့ပောက်ပွားရဲ့ဘေးဆိုတော့နတ်ပန်ရေးလဲရွာမှာ ဒီနီးနား60မှာရှိတဲ့ရွာတွေအကုန်လုံးကစုပြီးတော့လူနာတွေကိုကျွန်တော်ဒီနေ့ဆိတ်ကုပ်ပေးပါတယ်။ဒါကတော့ကျွန်တော်ဒီမှာရှိပြီးသား mobile clinic နဲ့ဖွင့်ထားတဲ့ဆရာမတို့နဲ့တွဲပြီးတော့ကျွန်တော်လာပြီးတော့ပူးပေါင်းပါဝင်ပြီးတော့ပံ့ပိုးကူညီတာပါ။အခုကတော့ကျမတို့ဒီမှာလေပက်နေတာတော့ mobile clinic ပုံစံကောနောက်အခုဒီမှာအထိုင်ပုံစံပေါ့နော်။ ီမှာအထိုင်ပုံစံမျိုးရောနှစ်မျိုးလုတ်ပေးတယ်ပေါ့နော်အဲအထိုင်ပုံစံကတော့ကျမစီမှာရွာအနည်းဆုံး9ရွာလောက်လာတယ်အဲ9ရွာလာတယ်ဒီနားရွာပတ်ဝန်းကျင်နေပေါ့နော်ရွာပတ်ဝန်းကျင်က9ရွာရွာဝေးကတော့ဟိုဘက်ထေခေါင်းထေခေါင်းရွာနဲ့ဟန်ရှိုးရွာနှစ်ခုပါမယ်နောက်တစ်ခုရွာတစ်ခုကဟိုဘက်ဇေယကြီးရွာအဲဒါတွေပါမယ်ကျန်တဲ့ရွာတွေကတော့အခုဒီအမီနာဝင်ချင်းအကုန်လုံးဒီမှာလာတယ်အဲနောက်တစ်ခုကမိုဘိုင်းကလင်းနဲ့ထင်းခါကြတော့အခုကအကုန်လုံးတော်တော်များများက ဟိုနေရာဒီရွာတွေတိုင်းမှာရွာတွေတိုင်းမှာကအ ਨੇ ဆုံးဟိုဒီ project တွေနဲ့လာတဲ့ team တွေက အနည်းဆုံးတက်ရွာကိုအနည်းဆုံးပြောရင်3ဖွဲ့လောက်ဝင်ပြီးသွားပြီကျမတို့တွင်စင်ပြီး data လိုက်ကောက်တဲ့အခါကျတော့ဟိုညနေပိုင်းဖို့အားများအားတဲ့အချိန်များတယ်အဲ့အချိန်ဆိုရင်ပြရှင်တဲ့လူနာများတယ်ဆိုတာကျတော့အခုကျမတို့ရဲ့ plan ဆွဲထားတာကတော့ညနေပိုင်းသွားမယ်အဲညနေပိုင်း၄နိုင်၅နိုင်လောက်သွားပြီးတော့မှအဲညပြီးတဲ့အချိန်ပြန်မယ်အပုံစံမျိုးနှစ်ခုစဉ်းစားထားတယ်ပေါ့ဟုတ်အစားတော့အမှန်တမ်းပြောရင်ဒီကိုနေမင်းတို့ဖြိုးမြအောင်တို့ ਨੇ ခင်လို့ရောပြီးတော့ကိုကိုရံလည်း ဒီသူများတွေကိုလိုက်ကူညီရတာသဘောကျလို့ရောနိုင်လိုက်လိုက်လိုက်ဒီအင်းလေးမှာအဓိကသူတို့ကုသူတို့ကူပေးနေတာကိုလိုက်ရင်လိုက်ရင်နဲ့ဒီမှာကျွန်တော်အခု လူနာတွေကိုကြည်ရင်ကြည်ရင်တဖြည်းဖြည်းနဲ့သူတို့ကဒါရေတို့မဟုတ်ဖဲနဲ့ဒီသူတို့မှလည်းဒီနောက်ဆက်တွဲကျမ်းမာရေးပြဿနာလေးတွေလည်းတော်တော်များများရှိတာတွေ့ရတယ်။ဘာလို့လဲဆိုတော့သူတို့မှနေတဲ့နေစရာအိမ်ဟိုတောင်မှဒီအဓိကပြန်ပြီးတော့ တည်ဆောက်ဖို့လုပ်နေရတော့ကျန်တဲ့ကျမ်းမာရေးပါတယ်သူတို့တိတ်ခယူမဆိုင်နိုင်မယ်နဲ့တော်တော်များများကျမ်းမာရေးပြဿနာတွေဖြစ်နေတွေ့ရတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ရေရှည်ပြန်သွားကြည့်မယ်ဆိုပြီးတော့ဒီကိုနေမင်းတို့ကလည်းအခုစည်းကမ်းလေးစောင့်မယ်ဆိုတော့ကျွန်တော်ကနိုင်တယ်လောက်တစ်ပတ်တစ်ခါမျိုးနှစ်ပတ်တစ်ခါမျိုးလေးကျွန်တော်လာမယ်အဲ့စည်းကမ်းမှာတော့ဒီမှာပင်နိုင်တော့ဒီဒီအင်းလေးဒေသခံဆရာမတယောက်ကိုထားပြီးတော့ကျွန်တော်နည်းနည်းထပ်ထပ်ပြီးတော့ရေရှည်ကူညီပေးမယ်လို့စဉ်းစားပြသွားပါဆောင်းဝင်အောင်လုံလောက်မှုရှိတယ် လောလောဆယ်ကတော့ဆရာဝန်ကတော့ဒီနေ့တော့ကျမတို့ရန်ကုန်ရွှေလမင်းစေုံကဟိုဆရာဟိုဒေါက်တာဟိုဆရာတယောက်နဲ့ဟိုဆရာနှစ်ယောက်လောလောဆယ်တော့ဒီနေ့မှဟုတ်ဒီနေ့မှရောက်တယ်နှစ်ယောက်ပေါ့အဲ့ဒီရှိမှတော့အဓိကကတော့ကျမသွားတယ်ပေါ့အဓိကကတော့ကျမသွားတယ်ဒါပေမဲ့အခုကဟိုမေးစရာတစ်ခုရှိသွားတာပေါ့ ဟိုအခုကဟိုလုံးဝကမ်ဟိုစပါဘောเนาะအရေးပေါ်ကာလာဆိုခါကျတော့နေရာတိုင်းမှာဟိုအဓိကခေါင်းဆောင်နေပါတယ်အများဆုံးလဲ one clinic တွားမယ်ဆိုရင်လဲဟိုလူတိုင်းကတော့အဒီရွာတွေမှာအဓိကမေးတာဆရာဝန်ပါလာပေါ့เนาะဆရာဝန်ပါလာဆရာမကြီးပဲဆိုရင်ခါကျတော့ဟိုဩအဲ့လိုလားအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်စိတ်ဝင်စားမှုရှိဘူးပေါ့နော်အဓိကတော့သူကတော့အနည်းဆုံးတော့ဆရာဝန်ပိုင်ကို ရတယ်အဲအဲ့လိုမျိုးပေါ့ဟုတ်ကျွန်တော်တို့ team အတွက်ခေါင်းဆောင်ကဆရာဝန်လိုတယ်ပေါ့ဟုတ်အဲ့ဒါပေါ့ဟုတ်ကျွန်တော်တို့ကတော့အနောက်ကနေ volunteer အနေနဲ့အားဖြည့်မယ်ပေါ့ဟုတ်အဓိကဒီမှာဖြစ်အဖြစ်များရောဂါတွေဆိုတော့ဘာတွေဖြစ်မလဲအဲလောလောဆယ်အဖြစ်များတာကတော့ဒီဟိုပါပေါ့နော် skin infection skin infection ကတော့အာ အနည်းဆုံးရာနာပါနော်အခုရေချောင်းလို့ပါနော်ရေချောင်းမှုရာနာတဲ့ဟာတစ်ခုရှိတယ်အဲနောက်တစ်ခုခါကျတော့ဟိုနာတာရှိနာတာရှိယောဂပေါ့နာတာရှိဆိုအခုပုံမှန်အဖြစ်များနေတဲ့ဒွေတိုးစီချိုအဲနောက်တစ်ခုခါကျတော့ဒီစီးနဲ့ကြောက်ကနဲ့ဆိုင်တဲ့ ြက်တနာနောက်တစ်ခုကကြတော့ဒီအစစ်ရောင်တဲ့ပြက်တနာပေါ့အစစ်အစစ်ယူရဲအစစ်တက်တဲ့ယူရဲအစစ်တက်လို့အစစ်မြစ်တွေကိုက်ခဲတာပေါ့နော်များသောအဖြစ်အဲ့ဒါအဖြစ်များတယ်လောလောဆယ်ကတော့အဓိကတော့မိုးလဲကျလာပြီဆိုတော့ flu ပေါ့နော် flu အခုနည်းနည်းဝမ်းပြက်ဝမ်းရှိုးကတော့ outbreak ဖြစ်လောက်တဲ့အထိတော့မဖြစ်သေးဘူးမဖြစ်သေးဘူးဟိုဘာလို့ဆိုလို့ခါကြတော့တအားကြီးရေကတော့ တာကြီးတုံးလို့များတဲ့အချိန်လေးတော့ဖြစ်သွားတယ်ဆိုပေမဲ့ဟိုအလူရှင်တွေလာလူထားတဲ့ရေတန်းရှိတယ်အခုဆိုရွာတိုင်းမှာရေတန်းဆက်တွေလူထားတာရှိတယ်မရှိတဲ့ရွာဆိုလည်းသူတို့ရဲ့ရွာနီးဆက်မှာတွားပြီးတော့မှတုံးကြတယ်ပေါ့အဲ့ခါကျတော့ဒီဝမ်ပြက်ဝမ်ရှော့နဲ့ပတ်သက်ပြီးတော့ operate ဖြစ်လာတဲ့အထီးတော့အဓိကစိုးရင်လည်းပြဿနာတော့လောလောဆယ်ဖြစ်ဖို့တော့မရှိဘူးမရှိဘူးဟုတ်အဲ flu ကတော့ဖြစ်ကောင်းဖြစ်နိုင်တယ်မိုးလည်းကျလာပြီဆိုတော့လေဟုတ် flu ကတော့ဖြစ်နိုင်တယ်ဟုတ်တချို့ကျတော့အလူရှင်တွေတော်တော်များများထည့်ပေးလာတယ်ဆိုလို့ရှိရင်တော့အခုတက်စားပါမယ် parasitic မောစီက train ပေါ့ဟိုအမော့စလင်အဲပုံစံမျိုးတွေတော့မှပါတယ်ဒါပေမဲ့ဟိုအရှိတုံးကရွာတွေမှာဈေးနဲ့ပတ်သက်ပြီးတော့မှဒီလိုဝေပေးတဲ့ထဲမှာပါတယ်ဒါပေမဲ့ ကျွန်မတော့တည်ရတော့လောလောဆယ်ကျွန်မနေရရွာပတ်ဝန်းကျင်မှာပဲဈေးတွေကပါနေတယ်ဒါပေမဲ့အဲ့ဒီဈေးတွေကဘာဈေးတွေလဲမသိဘူးကျွန်မတို့မစားရဲဘူးဟိုကျွန်တော်တို့မစားရဲဘူးအဲ့လိုရှိတာပေါ့နော်အဲ့တော့အဲ့ဈေးတွေကအလကားဖြစ်သွားတယ်အလကားဖြစ်သွားတော့ပေါ့နော်ဆီမယူသွားဆိုကျွန်မတို့ပဲပြန်ယူလာပြီးတော့မှလိုအပ်တဲ့အချိန်မှာပဲပြန်ထုတ်သုံးပေးတာပေါ့အဲ့ဆိုလို့ရှိရင်ဟိုဈေးတကယ်လူမယ်လူဖို့ဟိုရည်ရွယ်ထားတယ်ဆိုရင်တော့ဟိုအဲ့လိုလူလောက်ပေးမဲ့အဖွဲ့အစည်းတွေနားမှာသူတို့တုံးနေကြစီဆောင်းဝင်တွေကလည်းတောင်းနေတောင်းမကူဘူး ေအဲဒီဆရာကတော့ဒီဆေးကြိုက်တယ်ဥမာဂျူလီဆရာတွေဆိုလို့ရှိရင်တော့မှာအကက်ခဲပျောက်ဆေးဆိုရင်တော့မှာပါရာဆီတမောကြိုက်တာရှိတယ်ဒါပေမဲ့ဘိုင်ယွန်ဂျက်စစ်ကြိုက်တယ်ဒါပေမဲ့အတူကိုတူတာအတူတူပဲဆေးကအတူတူပဲအဲ့လိုအကြိုက်လေးတွေမတူတာရှိရပါဘူးအဲ့လိုဒါပေမဲ့အဲ့လိုမျိုးလူတိုင်းအကြိုက်ကိုပေးဖို့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးအတွက် general အသုံးအဆင်ပြေရင်တော့ရတယ်ဟုတ်ဟုတ်အဲ့ဆိုခုသားပါတော့ကျွန်တော်တို့ခုဟိုဆရာကကျွန်တော်တို့ဒီကန်သားဆရာ ဒါကုတယ်ဆိုလို့ရှိရင်လည်းသူ့အကြိုက်ကတစ်မျိုးဖြစ်နိုင်တယ်ဟုတ်ကဲ့သူသူတုံးနေကြဆေးဥပဲပြောမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးနှစ်ချက်ပြောရလို့ရှိရင်တော့တကယ်ဆေးလူဖို့စိတ်ထဲမှာရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ဒီအင်းထဲကိုမလာဘူးဟုတ်ဒီမှာလက်ရှိမြေပြင်မှာ ground မှာရှိနေတဲ့ဒီဆံမတို့လိုမျိုးတခြားဖွဲ့မျိုးနဲ့ချိတ်ဆက်ပြီးတော့မှဟုတ်နောက်ဆုံးလိုအပ်ဆေးဥဟုတ်လိုအပ်တဲ့ဆေးဥလက်မေးပြီးတော့မှဆေးဥယူတဲ့နယ်လို့ပြောဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်အဲ့လိုလေးပါရှင်ဟုတ်ဒီမှာ ခုခုရတဲ့လူနာတွေရဲ့အခြေအနေကဘယ်တိုင်းတာလောဖြစ်ရှိလဲအဲဒီမှာကတော့အခုလက်တလောကတော့ဒီမိုးရင်းလဲမိုးရင်းရောဆိုတော့ဒီဖလူတွေဖြစ်တာများတယ်ပြီးတော့တခြားဒီရေရှည်ရေရှည်နဲ့ပါကျန်းမာရေးပြဿနာတွေတော့ရှိတာများတယ်ပေါ့နော်